စ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေရန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဒီတစ်ခါမှာတော့ဇာရေးဆရာဆရာကြီးမင်းတိန်ခါဤဘာဘာဘာမှမသိဘူးဆိုတော့ဝတ္ထုစာအုပ်ကိုအပိုင်းတင်နေဖြင့်ဆက်လက်ဖက်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာ ဘာဘာနဲ့တရားယုံမောင်မင်းနာမည်ပဲလို့ခေါ်တယ်ဒီနေ့တနင်္လာနေမျိုးကြီးတည်မျိုးရှိတရားယုံတွင်အရေးကြီးသောအမှုတစ်ခုအတွက်ပြိပတ်မှထဲသွင်းထားသောသတ္တေတူအားတရားသူကြီးကစီမင်းပေါ်မှနေ၍လွန်စွာဟင်းသောတန်ကြီးဖြင့်မိ мян လေ၏မင်းဘာလို့မျိုးလဲဘာဘာမပြောရပါဘူးခင်ဗျာတရားသူကြီးကဘာလို့မလို့လဲ ကျွန်တော်ဘာလူမျိုးဆိုတာလူကြီးမင်းရဲ့တရားဆုံးဖြတ်မှုကိုဘယ်လိုများအထောက်အကူပေးမှာမို့လို့တော့ရာသူကြီးမင်းဒီအမှုလိုက်ပလိတ်အရာရှိဘက်သို့လဲကဒီမှာရာဇဝတ်အုပ်ကြီးဒီလူကိုဘာသဘောနဲ့တက်တည်စင်းမှာခမရထဲထားရတာတော့ရာသူကြီးမင်းခမရသူဟာအခင်းဖြစ်ပွားတဲ့နေရာမှာအနည်းဆုံးရှိတဲ့မျက်မြင်သက်သေပါဒါကြောင့်အမှုအတွက်အလွန်အရေးကြီးတဲ့သက်သေဖြစ်တာမို့မထိတ်လို့မဖြစ်ပါဘူးဟင်းလေအခုခမရမြင်တဲ့အတိုင်းပဲ ခမည်းတက်တွေကဘာတစ်ခုမှစစ်လို့မရပဲကဲမောင်မင်းတေးသေးချာချာဖြေပါအခင်းဖြစ်ွားတဲ့နေရာမှာမောင်မင်းရှိတယ်မဟုတ်လားအခင်းဖြစ်ွားသလားဘာလားတော့ဘာဘာဘာမှမသိဘူးလူတယောက်ကလူတယောက်ဓာတ်နဲ့ဝင်ထိုးတာကောင်းကောင်းကြီးမြင်တာပေါ့မင်းအဲ့ဒီလူသက်မှုဖြစ်တဲ့နေရာနဲ့ဘယ်တော့နှီးတယ်လဲကျွန်တော်မသိပါဘူးအတိအကျလည်းတိုက်မထားမိပါဘူးဘာကြောင့်မတိုင်းတယ်လဲဆိုတော့ကျွန်တော်မှပြည်တယ်မရှိလို့ပဲ ဆက်ရှင်တရားသူကြီးဤယုံသည်ဇက်ယုံကဲ့သို့ရေတံများကတတော်တော်ညံ၍ကြံရစ်ခဲ့လေ၏။ဘာဘာကိုမူတရားသူကြီးဤအမိန့်ဖြင့်တသည်စင်းမှပယ်ထုတ်၍ပြန်ခိုင်းလိုက်လေတော့၏။ဘာဘာသည်ယုံဝင်အတွင်မှထွက်လာခဲ့လေတော့၏။ထို့နောက်ဘာဘာသည် ခြေဥတရားကိုရှောက်သွားနေတော့၏။ဘာဘာဆေးယုံရောက်ခြင်း။ဘာဘာသည်ဤသို့လျှောက်လာရင်ဘုဒ္ဓယုံအနည်းသို့ရောက်လာသောအခါလမ်းကြွတွင်သို့ချိုးဝင်လိုက်တော့ တစုံတယောက်သည် သူ၏မျက်နှာအားဖြန်းကနေရိုက်လိုက်လေ၏သူသည်နောက်သို့လန်သွား၏မျက်စိလည်းဝင်ကနေဖြစ်သွား၏ထို့နောက်ပြင်ထန်မှကြောသောအရာတစ်ခုသည်ဥကောင်းပေါ်သို့ဒုံကနေကျလာ၏ထို့နောက်သူသည်ဘာကုန်မှမတည်ပဲဖြစ်သွားလေ၏ဘာဘာသည်နာယီပေါင်းများစွာတတိလိမေမျောပြီးနောက်ပြန်လည်၍တတိရလာလေ၏ဘာဘာသည်ဂရင်ကောင်းရင်တွင် ဗီဒီယိုလေးတစ်လုံးရှိကြောင်းသူဤဂရင်နှင့်မလန်မကန်းတွင် ဝင်ပေါက်တကားနှင့်အတူပြတင်းပေါက်တစ်ခုရှိကြောင်းသတိပြုမိလေ၏ဒေါက်တာမိရှင်သတိရလာပြီဟုတ်လားသတိရလာရင်ဂက်ကိုအကြောင်းကြားရမယ်ဂက်ကတိုက်ပိုင်ကြီးကိုယ်တိုင်မှားထားတာသူ့ကိုစိတ်ချက်ယူပြီး SIR ဖွင့်ရမယ်လို့တော့ပြောတာပဲရှင်ကောင်းကောင်းသတိရလာပြီလားခမရကအတော့ကိုချိုချိုသားသားစကားပြောတတ်တာပဲ ခမရတန်ဟာကျုံနာမှာအလွန်ကိုကျက်တီမင်္ဂလာရှိပါတယ်။ဒါနဲ့အခုနန်းနဲ့လာညနေလာရင်နန်းနဲ့ငါးနာရီထိုးပြီးရှင်မင်းကလေးကသတိလစ်နေတာ။ဩကျုပ်သတိလစ်နေတဲ့အချိန်မှာကျုပ်နာမှာခမရကစောင့်ရှောက်နေတယ်ပေါ့။အာနာစရာကြီးဗျာ။ခမရတ냐လုံးအေးပြက်နေမှာပဲ။အဲ့တော့လေဗျာ။တို့ချိန်နိုင်မှာပင်ဆရာဝန်နဲ့အတူရာဇဝအုပ်တို့ဦးနဲ့ရိုးရိုးပလိလေးတို့ဦးရောက်လာလေ။ရာဇဝအုပ်က အနည်းရှိကလထိုင်တလုံးဆွဲယူကဘာဘာဤကရင်အနီး၌ထိုင်၍မင်းနာမည်ဘသူလဲဘာဘာမင်းဘာလူမျိုးလဲခမားတို့ကလည်းရိုက်တဲ့လူမရှာပဲအရိုက်ခံရတဲ့လူကိုပဲလာပြီးမေးခွန်းထုတ်နေတာပဲညနာတီလာသောဆရာဝန်ကြီးပင် ပြုံး၍လာလေ၏ဆရာမလေးမမရေချင်းလွင်၍နှုတ်ခမ်းကိုကြိုက်ထားရလေ၏ကျုပ်အနေနဲ့ကတော့ကျုပ်ကိုဘယ်သူကပဲရိုက်ရိုက်ဘာကိစ္စနဲ့ပဲရိုက်ရိုက်ထားလိုက်ပါဗျာ မင်းဘာတွေလျှောက်ပြောနေတာလဲငါမေးရကိုဖြေစမ်းပါမင်းကငါကအပြင်းပြေလာမင်းနေတယ်ဗျာအောက်မင်းနေလို့လားဟမ်မင်းကထားခြင်းပြင်မယ်တို့ကထားလို့မရဘူးကွာအဲ့ဒါဘယ်လိုဖြစ်တာလဲဗျာခမရအရက်ခံရတာလည်းမဟုတ်ကျို့အတွက်ခမကမနာစမ်းပါနဲ့ဗျာမင်းတို့နာလို့လာတာမဟုတ်ဘူးဝေဝိတရားကွာဝိတရားအဲ့ဒါကြောင့်လာရတာ ဲ့ဒါကြောင့်ကျုပ်ကိုရိုက်တဲ့လူတွေဟာတရားလူဘက်ကလူတွေဖြစ်လိမ့်မယ်။ဒါများခမားကနည်းနည်းမှမစင်စားတတ်ပဲ။မလေးကနေကင်းတုံးကဆက်ရှင်ယုံမှလူသက်မှုတစ်ခုကစစ်တယ်ဗျ။အဲ့ဒီမှာကျုပ်ကတရားလူပြသက်သေးဗျ။ကျုပ်ကဘာမှပြီးပြီးပြင်းပြင်းမဖြေခဲ့ဘူး။အဲ့ဒီတော့တရားခံဟာလွတ်ပေါက်နေလွတ်သွားတာပေါ့ဗျာ။မင်းငါ့ကိုဆရာမလုံးနဲ့ကွာ။ပါပါသည်မျက်နာကိုမော်ပြလင်းတစုံတစ်ခုကိုစဉ်းစားလိုက်ထို့နောက်သူနာပြုဆရာမလေးဘက်သို့လှည့်ကား ဆီယမလေးနာမည်ဘယ်လိုခေါ်တလဲကျမနာမည်မမြသွေးလို့ခေါ်ပါတယ်ရာဇဝတ်ကြီးကျုပ်အမေနာမည်ဒေါ်မြသွေးလို့ထည့်လိုက်ဗျာအဖေနာမည်ဦးကောင်းလို့ထည့်လိုက်ဦးကောင်းဒေါ်မြသွေးတို့ရဲ့သားဦးမောင်ပါပါပေါ့ရာဇဝတ်အိုကြီးကလည်းသူအိမ်မှတ်စုနိုင်ဘာသာပြောတဲ့အတိုင်းလိုက်ရေးပြေးပြန်သွားလေတော့ဤရှင်ဘာဖြစ်လို့ကျမနာမည်ကိုရှင်အမေနာမည်လုပ်ပြရတာတော့လေးစားလို့လေးစားလို့ပေါ့ဗျာ အဲ့ဒီအတွက်တော့ဆ iam မလေးကျုပ်ပေါ်စိတ်ဆိုးစရာမရှိပါဘူးကျုပ်ကအမေလို့ခေါ်လိုက်တာနဲ့ကျုပ်ဖေရဲ့မိမလို့မယူဆနဲ့လေကျုပ်ခေါ်တဲ့အမေကမိခင်သဘောကို ပြောတာထောကဆ iam မလေးဤမျက်နှာသည်ရှင်လန်းသည်လက်မဟုတ်ငင်းငိုင်းသည်လက်မဟုတ်ပဂရိငိမ့်နေ၏၆နာရီထုတ်ပြီကျမ off ဆ iam မလေးရဲ့နာရီလက်တန်တစ်ခုက၆ကဏ္ဍအခြားလက်တန်တစ်ခုက၁၂ကဏ္ဍပြတာနဲ့ကျွန်တော်ကိုထားခဲ့တော့မှလား အဲ့ဒီလိုဆိုရင်ကျွန်တော်ဟာ6ခန်းနဲ့စနစ်ခန်းတွေကိုမုံရတော့မှာပေါ့လေရှင်ဟာတော်တော်ရေဖို့ကောင်းတယ်လူပဲနော်ကျေးဇူးတင်ပါတယ်ဆရာအမလေးဩဒါနဲ့ဆရာမလေးဘယ်တော့ဂျူဒီပြန်ဝင်ပါလဲညနေ6နာရီဩဒီလိုဆိုကျွန်တော်6ခန်းနဲ့စနစ်ခန်းကိုချိအောင်မှာပေါ့တန်လျာလဲရဆိုတာဒါနဲ့ပဲဒူပါရဲ့နော်ဆရာမလေးဒီလက်ဆွဲခြင်းကလေးကိုဆွဲ၍ဘာဘာအားနှုတ်ဆက်၍ထွက်သွားလေ၏ တောကဘာဘာသည် ပြရင်ပေါက်မှမြင်နေရသောတရုတ်စကားဖြင့်စိမ့်စိမ့်ကြီးကိုငေးကြည့်နေလေ၏လူနာကရင်မပြန်နေပါဘာဘာသည်ဂန်းကိုတဖြည်းဖြည်းလဲ၍ကြည့်လိုက်ရာဒုနာပြုဆ iam ထောင်းထောင်းမောင်မောင်ကြီးတို့ကိုတွေ့ရလေ၏ပဇက်ခထိုထောင်းထောင်းမောင်မောင်ဆ iam သည်ဘာဘာဤပဇက်တွင်သို့ပြရာတိုင်ကိုထဲ၍တိုင်ကရေးမှတ်လေ၏ဟင်းအခုမှပဲစိတ်ချမ်းသာတော့တယ်ဘယ်လိုဟာကြီးမှန်းလဲမသိဘူး မျက်နှာကျောတင်းလိုက်တာလဲလွန်ပါရောဗျာဓမင်းစားချိန်တော့ရောက်တော့ခါ၌ထိုဆရာမကရောက်လာပြီလင်ဓမင်းပကံကိုဘာဘာဤခေါင်းရင်းပြီးတော့ဘူးကလေးပေါ်တင်လိုက်ဆရာမအဲ့ဒါကိုကျွန်တော်စားချိန်စိတ်မရှိဘူးဖြစ်နိုင်ရင်ပေါင်မုတ်မိခင်လေးရဲ့ကြက်ဥဟက်ဝိုင်လေးရဲ့ကော်ဖီခါခါလေးတစ်ခွက်ရဲ့တောက်ချင်တယ်ဗျာဒါဟိုတယ်မဟုတ်ဘူးစေယုံရှင်စေယုံရှင်စားချိန်တာတွေလာပြီးမပြောနဲ့ကျမရှင်ရဲ့စပွဲလိုမဟုတ်ဘူး ဒါကြောင့်ကျုပ်ကလည်းပြောတာပေါ့ဗျာဖြစ်နိုင်ရင်စားကျင်တယ်လို့မဖြစ်နိုင်ရင်တော့မစားယုံပေါ့ဗျာဒါတွေကလွယ်ပါတယ်ဘာပါသည်တနေ့လုံးလောလောစိတ်ညစ်နေရဤခေါင်းတွေလည်းမူလာပြည်လင်းအန်လီတော့ဤတော့ကဆရာမကစောင့်ဟုဆိုကစိတ်တလုံးထိုးပေးလိုက်လေထိုစိတ်ကြောင့်ပင်ဘာပါသည်나ယူဝဲတော်ကြအိပ်ပျော်ခဲ့လေအေယာမနှုတ်လာသောခါ၌ဂရင်ပေါ်တွင်ငူငူကြီးထိုင်းနေဤ ဤသို့နှင့်ပင်ညနေပိုင်းသို့ရောက်သွားလေ၏ဘာဘာသည်တိရုပ်စကားပင်ကြီးအားလမ်းမြော်၍ငေးနေလေ၏မမြသွေး၏ချူတာသောအတန်ကိုကြားရသဖြင့်ဘာဘာလှည့်ကြည့်လိုက်လေ၏ဘာမှမစားဘူးဆိုပြင်းနေပြီလားဟုတ်တယ်ဗျကျုပ်တနေ့လုံးဘာမှမစားဘူးဒီလိုဆိုရင်ပေါင်ပေါင်မိခင်လေးရဲ့ကျဲဥဟပ်ပိုင်လေးရဲ့ကော်ဖီခက်ခါလေးရဲ့မတော့ချင်ဘူးလားဒါကြောင့်ကြုတ်ပြောတာပေါ့ခမည်းဟာအမေ အမေဆိုတာတရဲ့ရင်ထဲမှာဘာတွေဖြစ်နေတယ်ဆိုတာသိတယ်လေဆရာမလေးဒီတပုကိုဖွင့်ပြီးကော်ဖီဖြော်လေတော့ဤထို့နောက်ဘာဘာဤပေါင်ပေါ်တွင်လက်တော့ဘွားလေးကိုခင်းကဘာဘာအားပေါင်မုံကျဲဥကော်ဖီတို့ကိုပန်းနှင့်ထည့်၍ပေးလေဤစားလို့ကောင်းလိုက်တာဆရာမလေးရဲ့ကဲဝါပြီလားကျမဟိုဘက်ကလူနာတွေကိုစီးသွားတက်ရအောင်မယ်ဟိုဘက်ဆောင်ကဆရာမအခွင့်ယူထားတယ် ကျုပ်ကိုဟိုဘက်အဆောင်ကလူနာတွေနဲ့ရော့မထားပဲဘာဖြစ်လို့ဒီခန်းထဲမှာထားရတာလဲဒါကလူနာဆောင်မဟုတ်ဘူးကက်ဝတ်ဟိုးအပြင်ဘက်မှာပလိတယောက်တောင်စောင့်နေသေးတယ်မိုးလင်းကန်ဤတွင်ဆရာမလေးကကော်ဖီကျက်ဥနှင့်ပေါင်မုံတို့ကိုကြွေးလိ၆နာရီထိုးသောအခါဆရာမလေးပြန်သွားပြီးဘာဘာပြောသည့်ဆရာမထောင်းထောင်းမောင်းမောင်းကြီးရောက်လာလိ Best morning ဘာဘာဤနှုတ်ဆက်စကားကြောင့် ဆရာမကြီးမျက်စိမျက်နှာပြတ်သွား၏ဒီမှာဆရာမကြီးကျုပ်အိတ်တာနေမကောင်းလို့အိတ်တာမဟုတ်ဘူးနော်တညာလုံးဟိုဆရာမလေးနဲ့ထိုင်စကားပြောနေတာအဲ့ဒါကြောင့်အေးကြီးပြတ်တာဒုနာပြုတ်ဆရာမကြီးသည်ဘာဘာအားမျက်စောင်းထိုး၍ကြိလိုက်လေရှင်ဟာရှင်အေးကြီးပြတ်လို့အိတ်အိတ်ဆရာမလေးနဲ့တညာလုံးထိုင်စကားပြောပြောကျမအဘူတရားမှမပါပါဘူး သာသာသည်တနေလုံးအိတ်နေ၏ညနေ6နာရီထိုးသောအခါ၌ဆရာမကြီးသည်ပစ္စည်းများသိမ်း၍ပြန်လေ၏ထို့သောအပြန်တွင် အခန်းဝ၌ယူဒီဝင်ရန်ရောက်လာသောဆရာမလေးမမြသေးနှင့်တွေ့လေ၏တို့လူနာကတော့ကာလနဂါးကြီးကြနေတာပဲ၏အရင်ယူဒီဝင်ကလေးကအခုထိအိရာကမထသေးဘူးဆရာမကြီးဤစကားကြောင့်မမြသေးသည်ပြုံးလိုက်ပြည်လျင်အခန်းတွင်သို့ဝင်လာလေ၏ထို့နောက်ရင်ဤလက်ဆွဲခြင်းကလေးကိုချ၍ပစ္စည်းများကိုထုတ်ရင်း ကာလနဂါကြီးကလည်းအိမ်လာကြီးလားမေ့ပါဘူးဆီယမာလေးရေဟိုဆီယမာကြီးနဲ့မျက်နှာချင်းမဆိုင်ခြင်းတို့ကျုပ်ကငင်းငင်းလေးနေတာပါရှင်ရှင်ဒီလိုလုံးဘာမှမဆောက်ရသေးဘူးပေါ့စားဖို့နေနေတာသာ ရေတောင်ထမတော်ဘူးကျုပ်ဟာကျုပ်ငင်းငင်းလေးနေနေတာစားလိုက်တာမပြောပါနဲ့တော့ဆီယမာလေးရေဆီယမာလေးကပကံများကိုထုတ်၍ထမင်းနဲ့ကြက်သားကြော်ကိုထက်ကဘာဘာအပ်ပေးလိုက်ကောင်းလိုက်တာဆီယမာလေးရေတနေ့လုံးစားနေလို့လားမပြောရပါဘူး အတော့ကိုအရသာရှိတယ်ဗျို့ဇာမာလေးဒီဗကန်ခွက်ရောင်များကိုတင်ရင်နှစ်ပြန်တနည်းလုံးအိတ်နေလို့မရဘူးနော်စီအောင်ဦးကြီးလားစစ်လိမ့်မယ်ခက်တော့တာပဲဗျာဟိုအမကြီးနဲ့တွေ့ရအောင်မယ်မတတ်နိုင်ဘူးလေ ကိစ္စရှိတော့လေတွေ့ရအောင်မှာပေါ့ထို့နောက်ဘာပါသည်မမြသွေးနဲ့အတူတညာလုံးစကားပြောနေလေဇာမာလေးပြင်းသည်ဟုဆိုသောအခါ၌ဘာပါကတခြင်းဆိုပြလေ၏ ဆရာမလေးမမြသေးသည်ဘာသာတချင်းဆိုပြသောအခါနားထောင်ရင်တကိခိရဲနေလေ၏မိုးလင်းသောအခါ၌ဘာသာအားကော်ဖီနှင့်ကျဲဥတလုံးကျွေးမွေးကပြန်သွားလေ၏ထို့နောက်ဒူနာပြုဆရာမကြီးရောက်လာလေ၏လူနာအိတ်မနေပါနဲ့ဆေးရုံအိုကြီးမနေ့ခုနှစ်နာရီမှလာစစ်လိုက်မယ်ဂရင်မမငင်ငင်လေးထိုင်းနေငင်ငင်လေးထိုင်နေရတဲ့အလုတ်ဟာကျုပ်အဖို့စိတ်မပါဆုံးအလုတ်ပဲကျုပ်ကသာခမရဝန်ထိုင်ပြီလို့မရဘူးလားဗျာရမလားရှင် ရှင်ပါရီလျှောက်ပြောနေတာလေထိုချိန်မှာပင်စေယုံအိုကြီးရောက်ရှိလာလေ၏တန်ရာသက်သာရဲ့လားနာသေးလားစေယုံအိုကြီးသည်မျက်လုံးပြူသွားပြီးဆ iam ဘက်သို့လှည့်ကားသူ့အချင်းဒီဘယ်လိုလဲဆ iam တန်ရာကမနာပါဘူးနာတာကကျွန်တော်ပါမြင်တဲ့အတိုင်းပဲသူပြောချင်တာတွေလျှောက်ပြောနေတာစိတ်ကောင်းကောင်းထားပါစိတ်ကောင်းထားတဲ့နေရာမှာတော့ကြုတ်လို့လူရှားပါတယ်လေ အရိုက်ခံရတဲ့ဒဏ်ရာကြောင့်အုံနောက်နည်းနည်းထိသွားရှာတယ်ထင်တယ်။ဇာဝင်ကြီးကလူနာမတန်းတင်စာအုပ်၌မြည်သည့်အကြောင်းနှင့်မျှသုံးလအတွင်းစေယုံမှဆင်းခွင့်မပြုကြောင်းအခိုင်အမာရေးမှတ်သွားလေတော့သတည်း။ဇာမလေးမများသေးသည်ဒုံမွေလုံးကလေးတစ်လုံးပေါင်ပေါ်၌တင်၍ဒုံမွေထိုးသောအကလေးတစ်ချောင်းဖြင့်တလှုပ်လှုပ်ထိုးနေလေ၏။သူမသည် ဤသို့ထိုးလာသည်မှာရက်အတော်တန်ကြာခဲ့ပြီဖြစ်ထို့ကြောင့်ဆွေတာအင်ကြီးပုံပင်အတော်ပေါ်လာပြီဖြစ်ဤသို့လျင်ဘာသာနှင့်ဆ iam ာလေးတို့သည်ညစဉ်ညတိုင်းစကားပြောကြလေ၏ဆ iam ာလေးကလည်းဆွေတာကိုထိုးမြဲထိုးလာခဲ့လေ၏တနေ့တနိုင်ဆေးရုံအိုကြီးသည်လှဲ့လေစစ်စေးရင်ဘာဘာဤအခန်းသို့ရောက်ရှိလာလေ၏ဘယ်လိုလဲမောင်ပါပါနေကောင်းရဲ့လားပြနေရင်ကျွန်တော်ဆေးရုံဘေးကလမ်းကလေးမှာပတ်ပြီးလမ်းလျှောက်ချင်ပါတယ်ဗျာ လူနာကနေကောင်းပါတယ်ဆရာကြီးစိတ်ကနေမကောင်းပါဘူးညနေဟောဒီဆရာမဂျူဒီချိန်တဲ့ခါမှာဆင်ပြေလျှောက်ပေါ့ကွယ်ဟုတ်ပြီလားညနေ6နာရီထောသောခါ၌သူနာပြုဆရာမကြီးပြန်သွားပြီးမမြားသေးရောက်လာလေဒီနေ့ကျမလာကထုတ်တယ်လေအဲ့ဒါရှင့်တွေလုံကြီးဝင်လာခဲ့တယ်ဆရာမဘယ်လိုလုပ်သိသလဲမနေ့ကလက်ကထုတ်တဲ့နေရာမှာဆရာဝန်ကြီးနောက်ကပါလာတဲ့ဆရာမနှစ်ယောက်ကအရှင်ကြောင်ပြောနေကြတာ စီရင်ကိုပတ်ပြီးရှောက်ဖို့ဆရာဝန်ကြီးစီမှာခွန်တောင်းထားရည်ဆိုအဲ့ဒီလုံကြီးဝစ်ပြီးရှောက်ဖို့ရှင်ကခွန်တောင်းနေတယ်ဆိုတာလေပါတာပေါ့ရှင်ပါပါသည်လုံကြီးကိုကောက်ရွေးဝစ်ပြီးလျင်စေယုံမဘောင်းပြီးပေါ့ပါကြီးကိုချွတ်ချလိုက်လေတော့ဤကဲလမ်းလျှောက်ကြရအောင်လမ်းလျှောက်တာကဟုတ်ပါပြီရှင်မုတ်စိမွေးတွေပပိုင်းမွေးတွေမရှိတော့ဘူးလားအဲ့အရာတွေကကျုပ်ကိုဒုက္ခမပေးဘူးဘယ်သူကမှလည်းဒုက္ခမပေးပါဘူးဘာဖြစ်လို့ခင်ဗျားကအဲ့အရာကြီးတွေရိတ်ခိုက်နေရတာတော့ အဲ့ဒါကြီးတွေရိတ်လိုက်ရင်ကောင်းမယ်လို့ကျမထင်တယ်။ဒါကြောင့်ရှင့်ကိုရိတ်ခိုင်းရတာ။မမသွေးကစတုကမအစဉ်သင်ထောင်ထားသောဂျုံနဲ့မှန်ကိုပေးလိုက်လေ။ကဲဆရာမရှိတာတွေတော့ပြောင်းသွားပြီ။လမ်းလျှောက်ကြရအောင်။အပြင်မှာနှင်းလိုက်ကြနေပြီရှင်။ဟောဒီစက်တာလေးဝတ်လိုက်ပါဦး။မမသွေးတွေရင်ကိုယ်တိုင်းစိတ်ရှိလက်ရှိထောထားသောစွဲတာအစိမ့်လေးကိုဘာဘာအပေးလိုက်လေ။ဘာဘာဒီအခန်းပြင်သို့ထွက်သွားပြီး မိန်လေကားကြီးမှစေယုံအောက်ထပ်သို့ဆင်း၏မမြသည်လည်းခတ်တော့သို့လိုက်၍ဆင်း၏ပြီးလင်ဘာဘာသည် စေယုံကိုပတ်၍ဖောက်ထားသောမြင်းဒီလန်ကလေးအတိုင်းလျှောက်သွားလေ၏မြင်းဒီလန်ကလေး၏တစ်ဖက်တစ်ချက်တွင်ဘုံရိပ်ပင်အပူပူကလေးများရှိ၏ဘာဘာသည်ခြေလန်းကျဲကြီးဖြင့်လျှောက်သွားနေလေ၏မောဒလားဆရာမမောတာပေါ့ရှင်ဒီလိုဆိုရင်ကျုပ်ကြားဘူးတာနဲ့လွဲ့နေပြီ။ရှင်ကဘယ်လိုကြားဘူးလို့တော့ ကျုပ်ကြဘူးတာကချစ်သူနဲ့အတူသွားနေရရင်မိမတွေဟာမောရယ်ပန်းတယ်လို့မရှိဘူးဆိုဗျ။အိုးဘာလဲဆရာမ။ဘာပါလို့ဘာမှမသိတဲ့ကောင်ကိုချစ်သူအဖြစ်စိတ်တော်မကူဘူးလို့ပြောကျင်လို့လား။ပြောပါဆရာမရင်ထဲရှိတဲ့အတိုင်းပြောပါ။ကျုပ်ကိုအမနာစမ်းပါနဲ့။တီဒီဒီဒီလိုမဟုတ်ပါဘူး။ထို့နောက်လျှောက်လာခဲ့သောလမ်းကလေးများအတိုင်းပြန်၍လျှောက်လာခဲ့ကြလေ။ချမ်းလာပြီ။သွားကြစို့ဆရာမ။ ထိုညကလည်းဘာသာသည်မမြသေးအားထူဆန်း၍တွေ့ရခဲ့သောစကားများကိုတညာလုံးပြောပြနေလေ၏။နနက်၆နာရီထိုး၍မမြသေးဂျူဒီထွက်သွားသောခါ၌ထုံစံတိုင်းဆောင်းကောင်းပြီးခြုံ၍အိတ်လိုက်လေတော့၏။နနက်၁၀နာရီထိုးသောအခါဒုနာပြဆာမကြီးကဘာဘာအားဆေးယုံအိုကြီးယုံကန်းစီတို့ခေါ်သွားလေတော့၏။မောင်ပါပါမင်းညနေကလမ်းလျှောက်ရတယ်မဟုတ်လား။လျှောက်ရပါတယ်ခမညာ။ နေလေးတွေကလည်းကြနေတော့လမ်းလျှောက်ရတာသိပ်ပြီးကောင်းတာပဲတရော်လေးတလက်လောက်များအဲ့ဒီအချိန်မှာရှိနေရင်တော့ဒီထက်တောင်ကောင်းအောင်ပဲခမ ya ဩမောင်ပါပါကတရော်ထိုးခြင်းလို့လားကျုပ်ငယ်ငယ်တုန်းကထိုးခဲ့တယ်တရော်တလက်တော့ရှိတယ်မိမရပြီကလေးကမထိုးပြတော့တာကျွန်တော်သဘောပေါက်ပါတယ်တရော်ကလေးဟာဆရာကြီးမိမပိုးတဲ့ကိစ္စမှာတော့အထောက်အကူပစ္စည်းနဲ့ဒူပါရဲ့လေတော့ကဆေးရုံအုပ်ကြီးကတဟဲဟဲရဲ့၍ ဝင်ခံပါတယ်မောင်ကြီးရဲ့ဝင်ခံပါတယ်စေအောင်အိုကြီးကစပွဲပေါ်မှာစာရွက်ဖြူကလေးကိုယူပြီးလျင်စေစာရေးတဲ့ကဲ့သို့လွန်စွာတော့တော့လည်းရေးနှင်းစာနှစ်ကြောင်းရေးပြီးစေရင်တွင်ခိုင်းတော့လူငယ်ကလေးအားပေးလိုက်၏အင်းကိုသွားပြီးကွာတို့မင်းကိုတရော့ပေးလိုက်လိမ့်မယ်ကောင်းကောင်းမွန်မွန်ကန်ကန်တော့တို့စေရုံမှာနေရတာအဆင်ပြေရဲ့လားအဆင်ပြေတယ်လို့ပြောရင်ကျွန်တော်ကိုတစ်သလုံးထားမှာလား မင်းတို့ဒါကြောင့်ဒုစေယုံကဆရာဝန်တွေဆရာမတွေကဘယ်လိုကောင်းမှမသိဘူးလို့ပြောနေကြတာကိုဤသို့လျှင်စေယုံအုပ်ကြီးသည်ဘာဘာနှင့်အချင်းအတော်ကြားစကားပြောနေလေတော့ဤတို့တို့ပြောနေစဉ်မှာပင်ကွာတို့သည်တယောတိတ္တကိုပိုက်လျက်ရန်လေရောက်ရှိလာလေတော့ဤမောင်ပါပါကျုပ်သဘောကြအောင်တယောထုတ်ပြနိုင်ရင်တော့အဲ့ဒီတယောကို မောင်ရင်ကိုအပိုင်ပေးလိုက်မှာပဲတချင်းတပုံလုံးမဟုတ်ဘူးသုံးပုံတပုံပဲထုတ်ပြီးဒီတယောကိုကျွန်တော်ယူသွားမယ် ဘာဘာသည်လွင်ခဲ့သောအနှစ်20ခန်းကလွင်စွာခေစားခဲ့သောသချင်းကလေးတစ်ပုဒ်ကိုကောက်ထိုးလိုက်လေ။ဆရာကြီးသဘောကျတယ်မဟုတ်လား။စေယုံအိုကြီးကခေါင်းငိမ့်ပြလေ။ထို့နောက်ဘာဘာသည်စေယုံအိုကြီးအားနှုတ်ဆက်၍ပြန်လာပြီးလင်တယောဘူးကလေးအားခေါင်းရင်း၌တင်ကဆောင်းကိုခေါင်းမြေခြုံ၍အိတ်လိုက်ရာညနေကျမှပင်နှုတ်လေတော့၏။ဘာဘာအိယာမနှုတ်ပြီးများမကြမီ၌ပင်မမြသွေးရောက်လာ၏။တယောတွေဘာတွေနေပါလား။ဘေးကရတာလားတော့။ ဆေးအုပ်ကြီးပေးထားတာညကြရင်ဆ iamma လေးကိုကျုပ်တရောထုတ်ပြမယ်အမှန်တကယ်လဲထုံညကဘာဘာသည်မမြသေးအားတရောထုတ်ပြလေ၏အတန်ဝါကြီးဖြင့်တခြင်းဆိုပြလေ၏ထုံညတွင်တမကဘာဘာသည်ညစဉ်ညတိုင်းမမြသေးအားတရောထုတ်ပြလေ၏ဘာဘာသည်ဤသို့လျင်ဆေးရုံပေါ်၌ရပောင်း90တိတိနေထိုင်ခဲ့ပြီးနောက်ညတည၌မမြသေးနှင့်အတူတရုတ်စကားပင်အောက်တွင်လမ်းလျှောက်ရင်း ဥက္ကုံကလေး၌ထိုင်ကမမြသေးအားတရောထိုးပြလေ။ဆမကျုပ်မနှက်ပြန်ဆိုဆေးရုံကဆင်းရွှင်ရပြီ။မမြသေးသည် မျက်ရည်များစီးကြလာလေ။ငုံပါနဲ့ဆမရဲ့မကြခင်လက်ထရတော့မှာပါဗျာ။ရှင်။ဆမဟာကိုမင်းမောင်နဲ့လက်ထမယ်ဆိုတာကျုပ်သိပြီးသားပါ။ကိုမင်းမောင်ဆိုတာလူသက်တရားခံလေ။ဒီလူဟာဒီမြို့မှာတော့အချမ်းသာဆုံးပေါ့။ရှင်တို့ဘယ်သူပြောတဲ့တော့ ရှမ်းမာလေးရဲ့လက်စွပ်မှာအမ်နှလုံးထက်လျက်ထွန့်ထားတယ်လေအဲ့ဒါလက်ထက်လက်စွပ်ပဲအဲ့ဒီကလေးကကရှမ်းမာမှာမကြခင်ပိုင်ဆိုင်တော့မဲ့လူရှိနေပြီဆိုတာကြုတ်သိပါတယ်ဟောဒီတယောကြီးကိုလည်းဆေးရုံအုပ်ကြီးကခက်တီတီနဲ့သူငယ်ငယ်ကထိုးခဲ့တဲ့တယောကြီးဆိုပြီးပေးလိုက်တာကွားတို့ဆိုတဲ့ကောင်လေးကိုစာရေးပြီးလွှတ်လိုက်တယ်အဲ့ဒီစာမှာဘာရေးထားသလဲဆိုတော့မိမကြီးကိုမင်းမောင်စီကတယောတလက်အမြန်ဆုံးသွားတောင်းပေးလိုက်တဲ့အဲ့ဒါကိုကျုပ်လက်မြင်ရပါတယ်ဗျာ သူကလည်းအတော့ကိုမှင်ကောင်းတယ်ဒါပေမဲ့တရော်ဘူးထဲမှာရေးထားတဲ့မင်းမောင်ဆိုတဲ့စာကိုမဖြတ်မိဘူးကျုပ်ဒီဆေးရုံမှာနေခြင်းတို့နေပြီးပြောခြင်းတို့ပြောခွင့်ရနေတာကိုမင်းမောင်ရဲ့ကျေးဇူးပဲဗျာသူကအားလုံးကိုငွေနဲ့ခင်းထားတယ်ပြီးတော့ဆ iam မကကျုပ်အတွက်ကော်ဖီသွားဖြော်တဲ့အခါမှာဆ iam မရဲ့ချင်းကောင်းကိုကျုပ်ကြည့်တယ်အဲ့ဒီတဲကစာအုပ်ကြားထဲမှာကိုမင်းမောင်ကဆ iam မကိုကျုပ်နဲ့ပတ်သက်လို့ဘယ်လိုဆက်ဆံရမယ်ဆိုတဲ့စာလေးတစ်စောင်ကိုတွေ့တယ် ပြီးတော့ကျုပ်ကိုလမ်းဘေးကနေစောင့်ကြည့်ရိုက်လိုက်တာလေကိုမင်းမောင်ပဲဒီလူကတခြားတနေရာမှာတော်တယ်လို့ဒီနေရာမှာတိတ်မာတယ်ကျုပ်ဟာဒီလူသက်မှုတရားခံကိုဖွင့်ပြောလိမ့်အောင်ပဲလို့သူကထင်နေတာဒါကြောင့်တခြားကိုမရောက်အောင်ဆေးရုံတည်းပို့လိုက်တာပဲမဖြစ်နိုင်ပါဘူးရှင် အခုလေကိုမင်းမောင်ဒီနားမှာရှိတယ်ဆံမကို ကျုပ်နမ်းမယ်ဖက်မယ်ကိုမင်းမောင်ခမရဒီနားမှာရှိရင်ကန့်ကွက်ပါမကန့်ကွက်ရင်တရုတ်စကားပင်ကြီးနဲ့လာမင်းကြီးကိုလူကြီးအရာမှာထားပြီးလက်ထက်ရပါလိမ့်မယ် တော်တိတော်တဲ့မရှိပါဘူးရှင်။ဘာဘာကမမြသွေးဤပခုံးကိုဖက်လိုက်ရာတရုတ်စကားပင်ဤနောက်မှတစုံတယောက်ထွက်လာပြီလင်။ကဲဆရာမလေးညင်းအောင်မလို့လား။မောင်ပါပါကျုပ်တောင်းပန်ပါတယ်။တရုတ်စကားပင်နောက်မှထွက်လာသောကိုမင်းမောင်ကမမြသွေးနှင့်ဘာဘာတို့အတွင်တွင်ဝင်၍ထိုင်လိုက်လေ။မောင်ပါပါခမားကတခုမှမကြံသိနေတာပဲ။ဘာဘာဘာမှမသိဘူး။ဒါကြောင့်အလုံးကိုသိနေတယ်ဒီမှာကိုမင်းမောင် ကျုပ်ကိုသွားခွင့်ပြုပါရော့ခမရရတေရောဒါလေးတော့ကျုပ်ရဲ့လက်ဆောင်ဖြစ်ယူသွားပါဗျာခကြီးစိတ်လည်းပြေးလိုက်ပါရစေခမရကျုပ်ခမရစီကအပြည့်စုံရပြည်ပြီပဲတရောလည်းရပြည်ပြီခကြီးစိတ်ယူရအောင်မယ်ဆိုရင်တော့ဘာဘအဖိုးနည်းနည်းလွန်တာပေါ့ဗျာကဲသွားမယ်ဘာဘဒီနေမုံများကြားတွင်ထွက်သွားလေတော့ဤဘာဘနဲ့ကိုရကိုဘာဘဒီခြေဥတရာထွက်လာခဲ့လေဤသမင်းစာလင်တရောထုတ်၍ပိုက်ဆံလိုက်တောင်းဤ အိတ်ချင်လာသည့်အခါ၌တွေ့သည့်နေရာတွင်အိတ်ချလိုက်၏ဘာဘာသည်မြည်သည့်ကိစ္စတွင်မှအလုရှုပ်မခံခေါင်းကသပင်ကိုပင် ရှေဟုဆိုကားကရုံတုံးပြစ်လိုက်လေတော့၏တနေ့တနေ့ဘာဘာသည်မြို့ကြီးတစ်မြို့မှ အခြားမြို့ကြီးတစ်မြို့သို့ခုံမောင်းနေသောဒင်မောကြီးတစ်စင်းဖြင့်လိုက်ပါခဲ့လေ၏ထို့သောလိုက်ပါလာခဲ့ရာ၌လက်မှတ်မယူဘဲဇီနင်းလိုက်ပါခဲ့ခြင်းဖြစ်၏လက်မှတ်စများကလက်မှတ်စသော အခါ၌မူကျုပ်မှာပတ်စံဆိုလို တပြားမှမပါလာခဲ့ဘူး အဲ့ဒါကြောင့်မဝဲတာစိတ်မနှံဘူးနဲ့တူပါတယ်ကရုံးကြီးနဲ့တနာပါတယ်မဖက်ပါနဲ့လက်မဆင်များကဖမ်းမိလွတ်တော်လဲအနိနာရှိလူများကဝိုင်းဝန်းတောင်းပန်တဲ့ဖြင့်အဖမကံပဲလွတ်မြောက်သွားလေဟိတ်ငတိသင်္ဘောတွင်စီနင်းလိုက်ပါခဲ့သောအသားလွန်စွာမဲ့ပြီးစိတ်မုတ်စိတ်ကဲ့သို့တူနန်းနန်းကလေးရှိသည့်အသက်50ကျော်လူသားတူကျုပ်ငတိမဟုတ်ဘူးခမလူမနေပြင်းနဲ့တူတယ်မင်းကောင်းပါသဖြင့်မရှိဘူးကွာ တိတိယီယီကလေးဖြစ်နေလို့ငတိလို့ခေါ်တာအဲ့ဒါကိုမကျင်နိုင်ရင်မင်းကောင်းမှာကကရုံးဖြစ်နေတယ်အဲ့ဒီတော့မင်းကိုကရုံးလို့ခေါ်ရမှာပဲဒီမှာစိတ်မုတ်စိတ်နဲ့လူကြီးခမ ्या ကိုရောကျုပ်ကဥစိတ်သူလို့ခေါ်မယ်ခေါ်ခွင့်ပေးမလားအနည်းပါးမှခရီးတယ်များသည်ရဲပြီးရင်ရဲနေကြလိမ့်ငါနာမည်ဥစိတ်သူမဟုတ်ဘူးကွာအခုသင်္ဘောဆိုင်မဲ့မြို့မှာငါနာမည်ကိုလူတိုင်းသိတယ်ငါနာမည်ရကွတ်တယ် ခမရခမရရဘဲကွက်ကွက်ထောင်ဘဲကွက်ကိုခမရဟာစိတ်တကောင်နဲ့တူလာတော့ညင်းလို့မရဘူးဒါကြောင့်မဆလာတို့ကိုဝေးဝေးရှောင်ရလိမ့်မယ်နို့မို့ရင်လူစင်စစ်ကစီပြန်ဖြစ်သွားနိုင်တယ်ငါလူလူကြီးလူကောင်းကိုပမာမခန့်အခုလိုပြောတာဟာမင်းအနေနဲ့ဘုန်းကြီးเจ้าမနေဘူးဘူးထင်တယ်မင်းစကားကိုရတန်းကရက်ပါ မရက်ရင်မင်းရဲ့အတုပမှာတီးတဲ့ကြီးစီတန်ကို မင်းကိုယ်တိုင်ချက်ချင်းကြပါရမယ်ခမရစကားကိုရတန်းကရက်ပါခမရဟာ ခေါ်ရာအရှင်မြတ်ရဲ့အမိန့်တော်ကိုခံယူသွားရလိမ့်မယ်။ဒီမောအပေါ်ရရှိလူများအလုံးဒီပွဲကဲ့သို့ဝိုင်းအောင်ကြည့်ရှုကဝါကနေရေမောကြလိမ့်ဤ။ဒီမှာငါတို့ငါတို့လို့ခေါ်တာမင်းတော်ကိုငါကလူချင်းလို့ခေါ်တာမဟုတ်ဘူးနော်။မင်းကိုယဉ်ကျေးမှုရခေါ်တာ။ကောင်းပါပြီဘိုင်ကြီး။ဘိုင်ကြီးဆိုလို့တမျိုးမတင်နဲ့နော်။ခမရပိုင်ကြတာကိုပြောတာမဟုတ်ဘူးယဉ်ကျေးမှုရခေါ်တာပါငါလူမဆိုးဘူးအတော့ကိုနှုတ်သွက်ရှာသွက်နိုင်တယ်ဒီနေ့နေ့တစ်ချိန်ချိန်မှာမင်းကြီးပွားလိမ့်မယ် ဘိုင်းကြီးလည်းမစိုးဘူးအတော့ကိုနှုတ်ရဲရှာရဲနိုင်တယ်ဒီနေ့နေ့ဒီချိန်ချိန်မှာဆင်းရဲလိမ့်မယ်ဤတို့ကိုရာအကွက်နဲ့ဘာဘာတို့သကရီလူလာကြရင်နဲ့တင်မောသည် စိတ်ကမ်းမြို့ကြီးတို့ဆက်ရောက်သွားလိမ့်ဘာဘာသည်စားလောင်မွတ်တိတ်လပြည့်ဖြစ်၍ဈေးဘက်တို့သွားပြီးအလူခံရအောင်မှာပဲဟုဆိုကားထွက်လာခဲ့၏ငါဟာအလူခံတာမဖြစ်နိုင်ဘူးတောင်းရန်စားတော့တာပဲဖြစ်မှာပဲဒီလိုတောင်းရန်စားတော့တာမသိတော့ပါဘူးလူတွေအတွက်တစ်ခုခုလှုပ်ပေးပြီး လောကဖြစ်တဲ့ဇုံတရားရမှသာငါရဲ့စားတော့ခြင်းဟာသိခါရှိတဲ့စားတော့ခြင်းဖြစ်မှာတို့တို့လျှောက်လာရင်ဆိုင်တဆိုင်ဤရှိတဲ့ရောက်လာတော့ခါဆိုင်ထဲမှာတဇုံတယောက်ကကုံတုံကုံတုံမောင်ကရုံဘယ်သွားမလို့တော့ဘာပါသည်တို့တို့ကိုလမ်းရွေးကြည့်လိုက်ရာသင်္ဘောပေါ်တွင် တွေ့ခဲ့သောစိတ်မုတ်စိတ်နှင့်ကိုရာကွက်ကိုတွေ့ရလေ၏ဘာစားမလို့ဘာဆိုင်ကိုလိုက်ရှာနေတာတော့နော့နော့ရွရွကိုရာကွက်ကျုံမှာဆာလောင်မွတ် ဘာစားမလို့ဘာဆိုင်မှလိုက်ရှာနေတာမဟုတ်ပါဘူးစားဖို့တော့ဘုကအလုတ်လုတ်ရမယ်မဟုတ်လားဒါကြောင့်အလုတ်လုတ်ဖို့လိုက်ရှာနေတာစာမကိုအလုတ်ထရှာတယ်အံ့ရောအံ့ရောဒါနဲ့မင်းကဘာလို့လိုက်ရှာနေတာတော့ဘာလို့ပဲဖြစ်ဖြစ်ပေါ့ခမရမှာကြုတ်ကိုခိုင်းဖို့အလုတ်ရှိသလားကဲကဲဒီလိုဆိုရင်ဒီမှာထိုင်ရော့ဟောတာလေးထိုင်ချောင်းဘုရားကွဋ်သည်သူဤသဘင်ကောက်ကောက်ကြီးတစ်ချောင်းကိုဆွဲနှုတ်၍ပြေးလိုက်လေ၏။ထွက်ကားဘာသာသည် လက်မနှင့်လက်ညှိုးကိုအသုံးပြု၍သပင်ကိုဆွဲဆန့်လိုက်ပြီးလျှင်ဖောရီမှာဖြောင်းသွားပြီခမညာခမညာလက်ဝါဖြန့်ပြီတော့ခမညာလက်ထဲကြမှာကောက်သွားရင်ကျုံနဲ့မဆိုင်ဘူးနော်ဘာပါသည်ကိုရာကွေးဤလက်တွင်းသို့သပင်ကိုထည့်လိုက်၏သပင်သည်ကိုရာကွေးဤလက်တွင်း၌ကောက်မြဲကောက်သွားလေ၏မင်းဖြောင်းတော့ကဖြောင်းတယ်ပေါ့ငါလက်ထဲကြမှာကောက်သွားတယ်လို့မင်းကပြောကြင်တဲ့ပေါ့နေဦးငါလူစားရမယ်စားရမယ် ကိုရွယ်ဆိုင်တွင်သို့လှမ်း၍អော်လိုက်ရာឆាបាឌីសេតាហិនិនតោយីតខ្វែយកလာលី។បាបាឌីឆាបាឌីကိုဖယ်ပြီးសេតារងကိုញាត់၍កាញ់កាបဇက်တွင်သို့បលុបលောင်းទွင်းលី។ទុតាទុតបាក្រុងយ៉ាអញ្ញាជីရှိတယ်កွာ។សេតាឆាបាមេស្រីយ៉ាញាតាឆាន់ថាဗျា។អលូងាលូកាញាតាទុតបាសិន្សានីរាကိုមិងគូជីយ៉ារាងាស៊ីម៉ាតောင်းទិនមេបုံပဲ។ခម្យលក្ខញ្ញតောင်းទិនមុអសិនិនបាပဲဗျា។ မင်းတို့ကလေးကဝတယောက်ကိုငါအနေနဲ့လက်မခံနိုင်စရာပါများအကြောင်းရှိမလဲကွာမနေ့ဆိုရင်လာခဲ့ဟောဒီဆိုင်ရှိမှာရေဖြန်းပြီးတပြည့်စီလဲပြီးတော့ထီလက်မှတ်တွေဝိုင်းရောက်ပြီးမနေ့ကညစာကျွေးမယ်ဒါပေမဲ့ညကျရင်တော့ပြန်ပြီးတော့ငါအိမ်မှာမင်းကိုမသိနိုင်ဘူးညစာစားပြီးတော့ခါ၌ဘာဘာဒီဆိုင်ရှိ၌ရေဖြန်း၍တပြည့်စီလဲကဆိုင်ကိုတင်ပေးပြီးလျင်ဇရက်တစ်ခု၌အိတ်လေ၏နောက်တနေ့နံနက်တွင်ဘာဘာဒီကိုရာကွေးဤဆိုင်ရှိသို့ရောက်လာ၏ သူသည် အနိရှိမြင့်တသောရေကမ္မရေကိုခတ်ယူ၍ဆိုင်ရှိဖြန်းလေ၏ထို့နောက်တပြက်စီလှဲလေ၏ယနေ့၌ဘာဘာသည်နေထိုင်မကောင်းဖြစ်ကအဖျားဝင်လာသဖြင့်ကိုရာခွက်ကိုခွန်တောင်းပြီးဇရက်တို့ပြန်သွားလေ၏ဇရက်တို့ရောက်ရင်ဇရက်ပေါ်၌အဖိုးကြီးတို့ထိုင်နေသည်ကိုတွေ့ရလေ၏အဖိုးကြီးမှာမုတ်စိမ်မွေးဖြူဖြူရှည်ရှည်နှင့်တရုတ်အဖိုးကြီးဖြစ်၏ဘာဘာသည်ဇရက်ပေါ်သို့တက်ပြေးလျင်ခါတိုင်းအိမ်နေကြနေရာကလေးတွင် ခွေခွေကလေးအိတ်လိုက်၏ ညချိန်တို့ရသောခါ၌ဘာဘာသည်အဖျားတန်းကြောင့်တိတိလစ်လွနေပါဖြစ်နေလေ၏တဟင်းဟင်းညဉ့်ညူနေလေ၏ထို့သောဖြစ်နေစဉ်ဒဇုံတယောက်သည်သူ၏နှဖူးကိုလက်ဖြင့်စမ်းသပ်ကြည့်ပြီးနောက်ကိုရီအယံပူနေတာပဲငါလိုဘာမှမစိုးရိမ်နဲ့မကြခင်သက်သာသွားလိမ့်မယ်ထို့နောက်မိုးစေးဖြူအဖိုးကြီးကဘာဘာအားဝင်းချူပေးလေ၏တအောင်မြကြလျင်ဘာဘာသည်မခံမရနိုင်အောင်ဝင်းသွားခြင်းစိတ်များဖြစ်ပေါ်လာ၏ထို့ကအဖိုးကြီးက ဘာဘာကိုတွဲ၍ဇရက်အနီးမြောင်းစီသို့ခေါ်သွားလေ၏ငါလူစိတ်ကြိုက်လက်ကြိုက်နှိပ်လိုက်ပြီတော့လာကလေးကသာလူကြီးကတိတ်နေချင်းဤဤပါတဲ့အရသာလောက်ကောင်းတဲ့အရသာခက်ရှားရှားပဲမောင်ရင်ဘာသာဤဝမ်ပိုက်တင်းရှိအစာဟောင်းအိမ်၌ပြင်ထန်သောတိုက်ပွဲများဖြစ်ပြီးလျင်မြည်ဟီပေါက်ကွဲ၍ဝမ်တရဟောသွားလေတော့ဤထို့နောက်မိုးစိဖြူကြီးကဘာသာအားဇရက်ပေါ်သို့ခေါ်သွားလေဤဇရက်ပေါ်သို့ရောက်လျင်ဘာသာဤနှဖုကိုစမ်းပြီးလျင် ချက်ချင်းကိုအပူကျသွားတာပဲအေယောအောင်အိတ်လိုက်ကွာမင်းမဆောင်မပါဘူးမှတ်တယ်ရော့ကွာပေါ်ပါသွားဒီကတည်းကဆောင်နှင်းပါနှင်းအေးရဒီကလည်းတကြောင်ကြောင့်ဘာပါဒီနှိမ့်ချိုက်စွာအိပ်ပျော်သွားလေတော့ဤဟုတ်ကဲ့ပါခင်ဗျာ စာရေးဆရာဆရာကြီးမင်းသိန်ခအီဘာပါဘာမှမတည်ဘူးဆိုတော့ဝိတုဇာဥကိုအပိုင်းတင်နေဖြင့်စတင်ဖပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူ လိုက်ပါနားဆင်ခံစားပြီးခဲ့တဲ့တွေလဲကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းနဲ့မှာပြန်လဲဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်ထင်ပါခင်ဗျာ